ပေါ်တာနဲ့ဆယ်လီဗန်ကြားကမျိုးစာပင်ဖြစ်လာတဲ့နူနူဆန်တိုး မနစ်ကပဲဝက်ဆာမှာအသင်းနှစ်ပြချေကရဟန်ဘော်ဒါကိုရာဒုကထုတ်ပယ်လိုက်ပြီးနိုင်ပိုင်းအကြမှာပဲနူနိုဆန်တိုစ်နဲ့ပြန်လည်စတူသွားခဲ့ပါတယ်တကယ်တော့ဝက်ဆာနဲ့ကရဟန်ဘော်ဒါတို့ရဲ့ပေါင်းဆက်မှုကအစကတည်းကအကြောင်းအရာတွေနဲ့စတင်ခဲ့တာဖြစ်ပြီးတန်တရာတွေနဲ့ပူးပေါင်းခဲ့ကြတာပါဆော်ပိုင်းတို့ကဥက္ကဋ္ဌဒေးဗစ်ဆာလီဗန်ဟာဘော်ဒါကိုတိတ်ပြီးသဘောတွေ့ခဲ့တာမဟုတ်ပဲသူလူချင်းနဲ့နှီးပြတွေမရတဲ့အဆုံးမှသာခံရခဲ့တာပါဒါတောင်ရီရှိစာချုပ်မချုပ်လို့ပဲယာတီကုံအထိယာယီသဘောမျိုးနဲ့တာညှိနှိုင်းခဲ့တာဖြစ်ပြီးဘော်ဒါဘက်ကလက်မခံနိုင်တော့မှသာနွေယာတီရောက်မှစာချုပ်ဖြတ်သိမ်းနိုင် င်းပဲရေရှည်သဘောတူညီချက်တစ်ခုကိုရရှိခဲ့တာဖြစ်ပါတယ်။အဲဒီမတိုင်ခင်ဒေးဗစ်ဆာလီဗာတယောက် AC မီလန်နီးပြဟောင်းဖွန်စီကာနဲ့ PSG နီးပြဟောင်းခရစ္စတိုဖာကော်လီယာတို့ကိုစူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့တာပါ။အဲဒီရဲ့6လအကြာမှာတော့တန်တရာတွင်နဲ့စတင်ခဲ့တဲ့ပကြအပ်ဟာပြန်လည်ကုစားလို့မရတဲ့တူမြောင်ကြီးတစ်ခုဖြစ်လာခဲ့ပြီးလမ်းခွေသွားခဲ့ရပြီဖြစ်ပါတယ်။ပေါ်တာဟာဝက်ဆမ်မှာ25ပွဲကင်တွေခဲ့ပေမဲ့6ပွဲပဲအနိုင်ရပြီးအသင်ကထုတ်ပယ်ခံရတာပါ။ဒါဟာသူ့အရင်နီးပြလိုပတ်တီကီလက်ထက်22ပွဲမှာ9ပွဲနိုင်ရခဲ့တာနဲ့ရှင်ရင်ပူတော်ဆွေးရွားလို့နေခဲ့တာဖြစ်ပါတယ်။အခု တော်ဝဆမ်းမှာပေါ်တာနေရာမှာနူနူဆန်တိုစ်ကိုအလွေတကူပဲစားထုတ်ခဲ့ပါတယ်ဆန်တိုစ်ကိုအလွေတကူစားထုတ်တယ်လို့ပြောတာကတော့အကြောင်းရှိပါတယ်ဝဆမ်းမှာလက်ရှိတန်းစင်းစုံမှာတော်လေးကအနေရများနေတဲ့အသင်းဖြစ်ပြီးသူ့ထက်ရလပိုင်ပူဆိုးရတဲ့အသင်းဆိုလို့ဘုတ်ဗာဒမ်တင်းပဲရှိတော့တာပါဒီလိုချင်းနေမှာနူနူဆန်တိုစ်လိုပရီးမီးယားလိအတွေ့ကြုံရင်ပြီးသားတန်းစင်းစုံအသင်းတွေဖြစ်တဲ့ Nottingham Forest လိုအသင်းကိုလူယူသေးရှင်ယူသေးအသင်းဖြစ်လာအောင်ဆွေးတင်ခဲ့မှုတဲ့အတွေ့ကြုံတွေကတခြားနာမည်ကြီးနည်းပြတဲ့တဲ့ဝဆမ်းမှာတော့ပိုပြီးလက်တွေ့ကြတဲ့နည်းပြဖြစ်လာခဲ့ပါတယ်နူနူဆန်တိုစ်ရဲ့ပရီးမီးယားလိ profile ကိုကြည့်မယ်ဆိုရင်တရား 186ပွဲမှာ84ပွဲနဲ့55ပွဲတည်ရင်69ပွဲရှုံးနိမ့်ထားပြီး269မှတ်တည်ရရှိထားတာပါအနံ့ရရခိုင်နှုန်းနဲ့တွက်မယ်ဆိုရင်40ရခိုင်နှုန်းတည်နိုင်ပွဲ6ပွဲတွေ့ရှိထားတာဖြစ်ပါတယ်ဝက်ဆာမှာနူနိုဆန်တိုးစ်နဲ့ဆွေးနွေးမှုမတိုင်ခင်အသင်းကစားသမားဟောင်းဆယ်ဗရန်ဘီလီကိုအလေးနက်ထားစဉ်းစားခဲ့ပြီးဆယ်ဗရန်ဘက်ကလည်းလက်ခံဖို့အသင်းရှိနေခဲ့ပါတယ်ဒါပေမဲ့ဝက်ဆာမအနေနဲ့စွန့်စားလို့ရတဲ့အခြေအနေမျိုးမဟုတ်တော့တာကြောင့်လက်တွေ့မှာဖြစ်နိုင်ခြေရအကောင်းဆုံးဖြစ်မဲ့နူနိုဆန်တိုးစ်ကိုယူချခဲ့တာဖြစ်တယ်လို့ BBC Sports ကဖော်ပြလာခဲ့ပါတယ်ဒါကတော့ဝက်ဆာမအနေနဲ့ပေါ်တာနေရာကိုနူ နိုဆန်တိုစ်နဲ့စာထုတ်ခဲ့တဲ့အကြောင်းတွေဖြစ်ပြီးတစ်ဖက်မှာလည်းပေါ်တာတယောက်ဝက်ဆမ်မှာကြာရှုံးခဲ့တာပါအကြောင်းပါလဲသူဖက်မှာအောင်မြင်ဖို့အခွင့်အရေးတွေရရှိခဲ့ရလားဆိုတာစဉ်းစားစရာဖြစ်လာခဲ့ပါတယ်အလုဆဝန်ကလေးကတန်တရားတွေနဲ့စတင်ခဲ့တဲ့ပေါ်တာဟာမနေ့ကမနေ့ကင်းလေးချင်းကြီးကမှကစားသမားတွေကိုသူအတင်းကအထောက်ခွာသွားတော့မယ်အကြောင်းပြောသွားခဲ့ပါတယ်ဒီနေ့ညနေရှင်ပြန်ကစားမယ်အယ်ဗာဒါနဲ့ပွေးစဉ်အတွက်တောက်ကြနေ့ကပြုတ်လုခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာတောင်ပေါ်တာဟာ EC တည်ငြိမ်စွာနဲ့ရှင်းနေခဲ့ပေမဲ့နောက်နေ့မနေ့မှာအခုလိုရုပ်တရက်သတင်းထွက်လာခဲ့တာပါတကယ်တော့အတင်းရဲ့ရလဆိုးတွေရှိနေတဲ့အချိန်ပေါ်ဆမ်ကစားသမားတွေရဲ့ယုံကြည်မှုကိုပေါ် တာတယောက်ပြောရရှိတော့မှာဖြစ်ပါတယ်။အစားမှာပေါ်တာကိုခန့်အပ်ခဲ့ပြီးတဲ့နောက်ကိုင်မကျူးလေးကိုအတင်းရဲကစားသမားခေါ်ယူရေးဆိုင်ရာဌာနမှာအကြီးအကဲပြခန့်အပ်ခဲ့ပါတယ်။သူဟာပေါ်တာနဲ့ကာလာအတန်ကြာလက်တွဲလို့လုပ်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။ဒါပေမဲ့ကစားသမားခေါ်ယူရမှာတော့မန်နေဂျာအနေနဲ့သူလိုအပ်တဲ့ကစားသမားတွေကိုခေါ်ယူဖို့တောင်းဆိုခွင့်မရှိဘဲဆယ်လီဗန်ကသာပြောအပ်ထင်းချုပ်ထားတာပါ။ဒါပြောဝါစားမြတ်အတွင်းသတင်းတွေရာဆယ်လီဗန်ရဲ့သားဖြစ်သူဂျိတ်ဟာအတင်းရဲနောက်ကွယ်မှာအရေးပါသူဖြစ်ပြီးသူရဲ့ညွန်ကြားချက်မှာပါပဲအလုပ်တွေများကြီးလုပ်လို့မရဘူးလို့လည်းဆိုပါတယ်။ဒါကိုဝါစားမြတ်တွေတတ်တယ်လည်းတတိထားလာကြပြီဖြစ်ပါတယ်။ ်ဆာလီဗန်ရဲ့ဘုတ်ဘွေးကတိုးတက်မှုမရှိခဲ့တော့တာအသင်းကိုဒေးဗစ်မော်ရီတောက်ကွန်ဖရင့်လေးယူပေးခဲ့ပြီးကြတဲ့ကဖြစ်ပါတယ်ခုချိန်မှာတော့ဝါဆမ်ဟာတင်းနီပြပေါ်တာကိုထုတ်ပယ်ပေးပြီးပြိသက်တွေကိုနူနိုဆန်တိုစ်နဲ့ချွေတိပေးလိုက်တာပဲဖြစ်ပါတယ်